တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတွင်းကာလဟာထူးခြားစွာကောင်းတဲ့ကာလဖြစ်တယ်။အကျန်းစီရွယ်ချက်တရားမြင်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်ဒီကာလအတွင်းစတင်လိုက်တဲ့ကိစ္စမှန်သမျှဟာထူးခြားသောအကျိုးပေးမှုနဲ့တိုးတက်မှုတွေကိုဖြစ်ပေါ်မယ် ရပိုင်권နေလဲဝဲပြန်ရမယ်ပြိုရွယ်သူတွေစမ်းပွက်မယ်မိသားစုနဲ့ဝေးခွာနေသူတွေပြန်လည်ဆုံစည်းရခြင်းကိုရှိတတ်တယ်ကောင်းသောခံပြောင်းလဲတဲ့ဖြစ်ရတဲ့ဟာတဆင်ပြီးတဆင်ဖြစ်ပေါ်ကြိုးပေးလာတဲ့အကြောင်းအရာတွေဒီကလအတွင်းမှာဖြစ်ပေါ်မဲ့နမိတ်ကိုတွေ့ရပါတယ်15ရက်နေရရရောက်ကောင်းခြင်းနဲ့ကြိုးပေးခြင်းရှိတဲ့နေ့တစ်ခုဖြစ်တယ်16ရက်နေ့မှာငွေဝင်တဲ့ပြန်ပြန်ထွက်တဲ့ကိုယ်ကိစ္စတဲ့သူတစ်ပါးကိစ္စတွေကိုတော့ခိုင်နေရနေမယ် ဆယ်9နှစ်မှာရီမန်းထားလာတဲ့လက်တွေနဲ့ကွာဟတယ်မတော်တဆထိခိုက်မှုတွေကယူဆရမယ်လူ၄ယောက်တူခီးသွားခြင်းကိုရှောင်ကျင်ရမယ်အနောက်ရက်ကိုဥတီသွားစေတဲ့ဖြစ်တတ်တယ်နေ့တနိုင်ခွဲနဲ့ညနေ3နိုင်အတွဲမှာအရာရာသတိချရမယ်ဆယ်ရှစ်နှစ်မှာတော့ကောင်းသောကံတိုးတက်မှုတွေရှိလာတယ်လူရပြည့်စုံခြင်းနဲ့ကောင်းခြင်းကံနဲ့ဒလန်းပွင့်တဲ့နေထားရှိမယ်၁၉ရက်နေ့ကကောင်းသောကံကျမှာစတင်ဖြစ်ပေါ်တဲ့ကာလလို့ဆိုရင်လည်းမမှန်ဘူး ကောင်းရမှာရှိတဲ့နတ်ခတ်တွေထဲမှာမှာယာဟုဂျိုဆိုတဲ့ဂျိုတစ်ခုရှိတယ်။အဲဒီယာဟုဂျိုကပြီးခဲ့တဲ့2020သုံးခုနှစ်အောက်တိုဘာလ31ရက်နေ့ကနေဒီနေ့19ရက်နေ့မေလ2025အထိမင်းရည်မှာရှိပြီးလူတွေကိုစိတ်နှောက်ရှက်တွေဖြစ်တတ်တဲ့ကဘာဝမ်းဝမ်းရှိတဲ့ဘေးဆော့အနေဆိုးတွေကပ်ဆိုးတွေကိုသူဖန်တီးတယ်။အဲဒီဒီနေ့မှာပဲယာဟုဂျိုက မေယာဒီကနေကောယာဒီကိုကူးပြောင်းသွားတယ်ဒီ၁၉ရက်နေ့မေလဒီကာလကောင်းခြင်းကိုစတင်ယူဆောင်တယ်ဆိုတာဒီအကြောင်းအရာကိုအဓိကထားပြီးလည်းပြောရတယ်အဲ့တော့ကာလရှိကြာအနှောင့်အယှက်တွေဖြစ်နေတဲ့ကိစ္စတွေဘေးစောအနေအဆိုးတွေကနေတဖြည်းဖြည်းတော့ညော့သွားမှာပေါ့ဒီလိုဂျိုပြောင်းကဒုက္ခပေးတာတော့မရှိတော့အခြားခြားသော ပုံမှန်နေသားလေးတွေကတော့ဒီဂျိုကြောင့်မဟုတ်တော့အခြားအကြောင်းအရာတွေကြောင့်ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဂျိုစည်းဂျိုနေညံလို့ဖြစ်တဲ့ နမိတ်ဆိုးတွေကတော့လွတ်ကင်းသွားမယ်20ရက်နေ့ကတော့အရာရာကောင်းတဲ့နမိတ်နဲ့တွတ်တက်ခြင်းတွေနဲ့လိုရာပြည့်စုံခြင်းကိုရှိမယ်21ရက်နေ့ကတော့ကိုယ်စန္ဒရည်ရွယ်ခြင်းနဲ့ဘဝရည်မှန်းချက်တို့ကိုလက်တွေ့ကောင်းထည့်ဖို့ပြီးတော့အောင်မြင်စေပြခြင်းကိုရရှိနိုင်ပါတယ်ဇာတာပရိနိဗ္ဗုထုနေငါးနေ့မွေးတဲ့သူတွေကောင်းကျိုးပေးတယ်တနည်းလာနေသောကြတဲ့မွေးသူတွေဒုက္ခပေးတတ်တယ်369ခန်းနေအကျိုးပေးပါတယ်ကောင်းခြင်းကံကြမ္မာများရစေရန်အတွက် အဖြူရောင်ပန်းဝင်လေးတွေမကြာခဏဖရာကတ်သူပူဇော်ပြီးလောရဆူတောင်းမှာကျေးဇူးတင်ပါတယ်။တနင်္လာနေ့မွေးသွားတော့မင်္ဂလာပါ2025မေလ15ရက်နေ့ကနေ20ရက်နေ့အတွင်းကာလဟာထူးခြားစွာအမြင်တဲ့ကာလတစ်ခုဖြစ်ပေအတတ်ပညာနဲ့ပတ်သက်ရသော၎င်းလောကိစ္စမှာသော၎င်းပြန်လည်ဆောင်ရလိမ့်မယ်ပြန်လည်လှုပ်ဆောင်မှုတွေကကိုယ့်အတွက် ူကြတဲ့အကျိုးပေးမှုနဲ့မူလတဲ့ဘုရားသောကံကိုရလိမ့်မယ်။ငွေကြေးကိစ္စမှာကိုပြောတာဆိုတာတွေတွေမအောင်မြင်မယ်။ငွေဝင်ကောင်းမြင်မယ်။စုဆောင်းရခဲ့မယ်။ရှင်ပြန်မှုတွေမအောင်မြင်မယ်။ကောင်းသောကြော်ကြားခြင်းကိုရရှိမယ်။လုံးသမျှချင်ရှားမယ်၊လူသိမယ်၊အများကအသိမှတ်ပြုခြင်းကို အထင်ရှားရရှိမယ်ခါလဖြစ်ပါတယ်။၅ရက်နေ့မှာ ရှင်ပြိုင်မှုမှသမျှအောင်မြင်ခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြတ်ခြင်းကိုချမ်းမယ်။၁၆နှစ်မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်။ပြီးမှအစဉ်ပြေမယ်။၁၉နှစ်နေ့ကတော့ထူးခြားတဲ့ကံကောင်းခြင်းအစဉ်ပြေခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့မေတ္တာရေးကံကောင်းခြင်းနဲ့ချမ်းမယ်။၁၈နှစ်နေ့မှာရန်ပတိပက္ခတွေတွေချုပ်ပြီးအစဉ်ပြေမယ်။၁၉နှစ်နေ့မှာထူးခြားသော ကောင်းခြင်းကံနဲ့ကြိုးပမ်းခြင်းနဲ့ရှိမယ်။ အဲ့ဒီနေ့ကငွေကြေးဌာနဥစ္စာနဲ့ပတ်သက်တဲ့ကောင်းခြင်းကံဌာနသိတိနဲ့ပတ်သက်တဲ့ဆန်းနဲ့ရှင်တဲ့နေ့ဖြစ်တော့အဲ့ဒီနေ့မှာပန်းဆန်းဝေဆက်ကုတွေတွေကိုရင်ဝဲဖြန့်ပြီးလူနဲ့ဆောင်လိုက်ရင်ကောင်းတယ်အဲ့တော့20ရက်နေ့မှာတော့ထူးခြားတဲ့အရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်အခက်အခဲလေးတွေနဲ့ရှင်ပြီးလောက်ရမယ်21ရက်နေ့ကတော့အရာရာကံမြင်ခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းလေးတွေဖြစ်ပေါ်နေတာကိုတွေ့ရတယ် တနင်္လာနေ့သောကြံနေ့စနေနေ့မွေးစုတွေတပတ်တာအတွင်းကိုကိုကောင်းစွာချိုးပြုလိမ့်မယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးစုများကြောင့်စေနောက်ဆက်တွေဖြစ်တတ်တယ်၄၆၅ကနန်းနေ့ချိုးပြီးတဲ့ညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သွန်ဆွဲပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်ရင်ထူးထူးခြားခြားအောင်မြင်ခြင်းအဆင်ပြေခြင်းနဲ့ကောင်းခြင်းကံတွေကိုရရှိနိုင်ပါလေဒီကာလတော်တွင်မှာ 19ရက်နေ့မှာ ထူးခြားတဲ့ဂျိုပြောင်းလဲနေရှိတယ်အဲ့ဒီကနေစပြီးတော့8ရက်ဆက်တိုက်အမဲသားရှောင်းလိုက်ပါ ထူးခြားတဲ့ကောင်းခြင်းနာခံနဲ့အချိုးပေးခြင်းကံကြမ္မာတွေကို ဖြစ်ထွန်းရရှိနိုင်ပါတယ်19ရက်နေ့မှာအသွာလာနေတိုင်းသူကြီးဆိုင်ပါ လူ၄ယောက်အတူတကွခီးသွားခြင်းလုံးဝမပြေနဲ့အန္တရာယ်ရှိတတ်တယ်အဓိကအဲ့ဒီနေ့မှာ ဒီအသွာလာနေတိုင်းဂယုဆိုင်ဖို့အထင်ကရသတိထားရမယ်အနောက်ရက်ကုတီသောဇန်နေဖြစ်တတ်တယ်နေတနိုင်ခွဲနဲ့သုံးနိုင်တွင်သွာလာနေတိုင်းထူးပြုဂယုဆိုင်ရမယ်အပြာရောင်မိခွရောင်နှုတ်နှစ်ရောင်ပန်းနေတွေဖျားတင်ပြီးတော့လိုရာဆူတောင်းရင်ဆူတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်ဟင်္ဂါနေ့မွေးသူအလုံးမင်္ဂလာပါ၂၀၂၅ခုနှစ်မေလ၁၅ရက်ကနေ့ နှစ်တည်းအနေအတွင်းတည်ရှိနေတဲ့ကာလမှာရပိုင်ခွင့်တွေလဲဝယ်ပြန်ရမယ်ထူးခြားသောပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်ရည်မှန်းထားသည့်တို့ကိုလက်တွေ့ကောင်ထည့်ဖော်၍အစ်မြင့်သောနေထားကိုရမယ်ခီးကိစ္စတွေဆင်ပြေမယ်အရွေးရခင်အောင်ခွင့်ရနှမျိုးတစ်ပြိုင်နက်ထဲချုံမယ်ခက်ခဲတဲ့လမ်းကြောင်းရွေးချယ်ရင်ကောင်းမယ်ခီးကိစ္စတွေအောင်မြင်မယ်ချစ်သူခင်သူယဉ်ကျေးသူများနဲ့မကြာခဏစကားများရတဲ့ဝေးကွာတဲ့သူတွေနဲ့လည်းပြန်ဆုံဆက်တဲ့ မိတ်ဆွေပေါင်းစည်းအားများနဲ့ပြန်လည်ဆုံစည်းမှုရဲ့နှစ်သာရရှိမယ်။ဥဒိကျပြောင်းပြီးလောကန်ချင်းရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိမယ်။19ရက်နေ့မှာအတိုက်ခံကြမှာတိုးတက်ခြင်းလူပြည့်စုံခြင်းကိုကြုံမယ်။16ရက်နေ့မှာရှင်ပြန်မှုတွေမှာအောင်မြင်ခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြန်မာခြင်းတွေရဲ့အနှစ်သာရကိုရရှိမယ်။အရာရာဆင်ပြေမယ်။19ရက်နေ့မှာလုပ်ဖို့ကိစ္စတွေကြုံမယ်။အရာရာဆင်ပြေသောနေထားရှိမယ်။ အဲ့ဒီနေ့မှာဆန်ငါးရက်နေ့မှာထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်အခက်အခဲအားလုံးကိုကြော်ပြီးဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရအောင်ဖန်တီးနိုင်လိမ့်မယ်ရပိုင်권တွေလက်ဝဲပြန်ရမယ်16ရက်နေ့မှာအရာရာဆင်ပြေခြင်းနဲ့လူရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုချုံမယ်18ရက်နေ့မှာရှင်ပြန်မှုမှမြင်အောင်မြင်ခြင်းနဲ့ ဘဝတိုးတက်ခြင်းနှစ်သာရရှိတယ်ဒါပေမဲ့လူလေးယောက်ဒုက္ခီသွားခြင်းမပြုရဘူးအန္တရာယ်ရှိတတ်တယ်အဲ့ဒီမှာအနောက်ရောက်ကုန်တည်သွားစရာနေဖြစ်တတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြမှာသွားလာနေထိုင်ယူဆိုင်ရမယ်ဆက်ရှိရနေမှာတော့ရံပတိဘက်ကနေကြတဲ့ကအောင်မြင်မှုအစဉ်ပြေမှုလေးတွေဖြစ်လာပြီးတော့လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စကောရနေ့ဟာထူးခြားသောနေ့တစ်ခုဖြစ်တယ်အဲ့ဒီနေ့မှာဝေကြီးကံကောင်းခြင်းလက်ဖွင့်ခြင်း ထူးခြားသောအပြောင်းလဲနဲ့တိုးတက်မှုဖြစ်စေနေကြုံပဲ20ရက်နေ့မှာကောင်းသောခံချမနဲ့နှစ်သာရရမယ်အခက်အခဲအလုံးကိုပြေလည်အောင်ဖြေရှင်းနိုင်မယ်ခရီးကံကောင်းမယ်21ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုမလွဲစေကြပါကြုံမှုရှိပါလေဒီကာလအတော်တွင်းမှာတနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုယ်နဲ့အကျိုးပေးတယ်တနင်္လာနေ့ကြာသာပတင်းနေ့မွေးသူများကြောင့်စိတ်အနှောက်အယှက်လေးတွေရှိနိုင်တယ်နှစ်၅ခုကနေ့ ကိုနဲ့အကျိုးပေးတဲ့ကဏ္ဍနေဖြစ်တဲ့အဖြူရောင်ဆဲရောင်မိခိုးရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့အလိုရှိရာကြာစီရဲ့ကြာစီချက်ရွယ်ချက်တွေမှာ အထူးတလဲအောင်မြင်ခြင်းနဲ့အစဉ်ပြေခြင်းတို့ကိုရရှိနိုင်ပါတယ်။မေလ16ရက်နေ့မှာအဲ့ဒီနေ့ကနေစပြီးတော့ခုနှစ်ရက်ဆက်တိုက်အမေသာရှောင်းထူးထူးခြားခြားကောင်းခြင်းတွေအနာဂတ်မှာရှိလာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနေ့မွေးစွာလုံးမင်္ဂလာပါ။ 2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတော်တွင်ကာလဟာအပြောင်းလဲတဲ့ဒုတက်မှုတွေရှိတယ်ရေမှန်းချက်စရာမြင်မယ်ခက်ခဲအောင်ကိုကြော်လွှားနိုင်မယ်မိမိလိုလားချက်နဲ့စံတတို့ကိုရှေ့တိုးလို့ရကောင်းသောကာလဖြစ်တဲ့ခီးကံကောင်းမယ်အမေဖွားတော်ဆရှိတဲ့ကြီးကဲမျိုးသမီးချမ်းမရေးချူကြမယ်ရင်းနှီးသူများနဲ့စကားများတတ်တဲ့အတိုက်ခံကြမှာဒုတက်မှုကိုဖန်တီးနိုင်နေမယ်15ရက်နေ့မှာ ကောင်းသောကံကြိုးပမ်းမှုနဲ့တိုးတက်မှုတွေကိုရရှိမယ်။ပစ္စည်းပြောင်းရှာများတတ်တဲ့16ရက်နေ့မှာငွေရေးခြေကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းနဲ့ကံမြမခြင်းတွေရှိမယ်။ဆက်ခွန်ရည်နေမှာမတော်တဆထိခိုက်မှုကနေကျူးဆက်ရမယ်လူလေးယောက်တူခီသွားခြင်းမပြုရအနေကြီးမှလည်းနောက်နံပါတ်၄ကနားပါတဲ့ကားတွေသွားလာနေတိုင်းမောင်းနေမှုကိုကျူးဆက်ရမယ်အဓိကအနောက်ရက်ကိုဒီသွားစရာနေဖြစ်တတ်တယ် နေတနိုင်ခွဲနဲ့သောနိုင်တွင်သွာလာနေထိုင်ကျဆက်ရမယ်16ရက်နေ့မှာတော့ရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တိုးတက်မှုတွေကိုရရှိမယ်19ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းလူရပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်20ရက်နေ့ကတော့ထူးခြားတဲ့ကောင်းခြင်းခံတွေရှိမယ်ရှင်ပြန်မှုတွေမှာအောင်မြင်မယ်တခုလည်းမကတဲ့လူတွေကိုလောက်ရလိမ့်မယ်21ရက်နေ့မှာပြဿနာနှမျိုးဖြေရှင်းရမယ်အတိုက်ခံကြမှာတိုးတက်မှုကိုဖန်တီးရရှိတဲ့နေသားကိုကြုံတွေ့ရလိမ့်မယ် တနေ့ကတွေသောက်ချစနေမွေးသူတွေကောင်းကျိုးပေးတယ်တနေ့လာကြာသာပြေးမွေးသူများကြောင့်စိတ်နှောင့်ရှက်တွေဖြစ်တတ်တယ်နှစ်ခုကိုကနံကျိုးပေးတယ်အစိမ့်အောင်ဖြစ်အောင်နိုးနေအောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါတပြေသုံးညဖျားကတ်လူပူဇော်ပြီးလိုရာကိစ္စလေးတွေဆောင်ရွက်ရင်ထူးခြားတဲ့ကောင်းခြင်းကံနဲ့အကျိုးပေးခြင်းတွေကိုရရှိမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဂျာသာပတိနေမွေးသူအားလုံးမင်္ဂလာပါ 2025မေလ15ရက်ကနေ21ရက်နေ့အတွင်းကာလမှာရန်အတိုင်းခံအနှောင့်အယှက်တွေကြားရရဖြတ်သန်းရမယ်။ကိုယ့်ဘဝမှာနှောင့်အယှက်တဲ့သူတွေကိုယ်လမ်းကြောင်းကို တားဆီးတဲ့သူတွေနဲ့လည်းတွေ့တတ်တယ်။စိတ်ရှည်သီးခံရမယ်။မူလစီစဉ်တာနဲ့လက်တွေ့ကွာဟနေတယ်။တပါးသူဘက်ကဂတိပြက်လို့ကိုယ်မှာဆောင်းရရတာတွေလည်းနှောင့်နှေးချန်ကြသေးတယ်။ မထင်မှန်ပဲအောင်မြင်တဲ့လမ်းကြောင်းသစ်တွေကိုကိုယ်ပိုင်ရည်တည်ချက်နဲ့လောက်ကင်ဆင်ပြေမယ်အတူတွဲတဲ့အုပ်စုတွေစုပေါင်းလုပ်တဲ့အုပ်စုတွေတွေအုပ်စု꿰မယ်လူသစ်တွေနဲ့လည်းပြန်လဲဆက်ဆံတတ်တယ်ဆာရွက်ဆက်တန်းပြန်လဲပြင်ဆင်ချုပ်ဆိုခြင်းခတိပြန်လဲတိဆောက်ပြောဆိုခြင်းအခက်ခဲဖြစ်ရှင်းခြင်းတွေအတွက်ကောင်းတဲ့နေသာတိုးတက်တဲ့ကံလေးတွေပေါ်ပေါက်မယ်စနာရည်နေရာရံများမယ်တိုက်ခတ်များမယ် ဆက်ချရင်နေမှာမင်းကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းချိုးပေးမယ်ဆက်ခွန်ရက်နေ့ဝေတိပေးယူတည်ထားရမယ်မတော်တဆအနေဖြစ်တာကြူဆက်ရမယ်အနောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်နေ့တနင်္ဂနွေနေ့ညနေ3နိုင်တွင်သွားလာကြူဆက်ရမယ်ဆက်ရှိရက်နေ့ကတော့ငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ကြောင်းမယ်ဆက်ခွန်ရက်နေ့မှာရံများမယ်မနာလိုသူပြောမယ်ပေါများမယ်အတိုက်ခံများမယ် နှစ်ရက်နေ့ကတော့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်။၂၁ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်လည်ရရှိခြင်းခက်ခဲသောကိစ္စပြေလည်အောင်ဖြေရှင်းခြင်းရည်မှန်းချက်အောင်မြင်ခြင်းနဲ့အလောက်ချံရွယ်ချက်မှန်သမျှလက်တွေ့အကောင်အထည်ပေါ်တိုးတက်ခြင်းတွေရှိမယ်။ဇာကပတိနေဗုဒ္ဓနဲ့တနင်္လာနေ့မွေးစုတွေ ကောင်းချိုးပေးမယ်။တနင်္ဂနွေနေ့ဟင်္ဂါနေ့မွေးစုများစိန်အောင်ဆက်ပေးတတ်တယ်။နေ့ ခေါ်ငါးကဏ္ဍနေချိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝယ်ပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ပါ19ရက်နေ့ မေလမှာစာရွေ9ရက်ဆက်တိုက်အမေသားဆောင်လိုက်ပါထူးထူးခြားခြားကောင်းကျင်းတာကတည်းရရှိလာပါမယ်ကျေးဇူးတင်ပါတယ်တောက်ချာနေပွဲသူအားလုံးမင်္ဂလာပါ2025 မေလ15ရက်နေ့ကနေ21ရက်နေ့အတွင်းကာလမှာ ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။ရှင်းမှန်းချက်အောင်မြင်မယ်။အခက်အခဲဖြေရှင်းနိုင်မယ်။ခရီးကိစ္စဆောင်ရွက်နိုင်မယ်။အရဝေးရကောင်းသောသတင်းစကားကြုံမယ်။ပစ္စည်းပြောက်တတ်တယ်။အင်ချမ်းမြေကိစ္စစကားပြောဆိုမှုအောင်မြင်မယ်။ရှင်ကလဲလေပြောင်းလဲအတွက်စီစဉ်သူများဒီကလအတွက်အထမြောက်နေမယ်။ကျွေးမြေဟောင်းများပြန်လဲတောင်းဆိုရရှိနိုင်တယ်။15ရက်နေ့ကတော့ ကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုကံပွင့်တယ်16ရက်နေ့မှာငွေကြေးကံကောင်းမဲ့လက်ပွင့်မယ်18ရက်နေ့ရန်တိုက်ကံနေနဲ့ရှင်ပြီးလောရတဲ့တဲ့မတော်တဆနဲ့ကျူးဆက်ရမယ်အနောက်ရက်ကုန်တည်သွားစဉ်နဲ့ရှိတဲ့တဲ့နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြအသွာလာကျူးဆက်ဆက်ရှိရနေရရာရာစီပြေမယ်အရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တွတ်တဲ့မှုကိုရရှိမယ်19ရက်နေ့မှာငွေကြေးကံကောင်းမယ်ရမယ်ခွင့်တွေလက်ဝယ်ပြန်ရမယ်သူတစ်ပါးနဲ့မတူတဲ့ရှူတော်ကနေလောက်ကင်ချိုးပေးနိုင်မယ် 20ရက်နေမှာရှင်ပြန်မှုမှာသမယောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောင်းမယ်21ရက်နေမှာရာတိုက်ခံတဲ့ရှင်ပြီးမှလူရာပြည့်စုံခြင်းနဲ့ဘဝကံမြင်မှခြင်းတို့ကိုရရှိနိုင်တဲ့အနေအထားကြုံတွေ့ရမယ့်ခံချက်မှရှိပါတယ်။ဇာတာပတိနေဗုဒ္ဓနေစနေနေမွေးသူတွေကောင်းကျိုးပေးမယ်။တနေ့ကတွင်တန်းလာမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်။တစ်နှစ်ခုကနန်းနေကျိုးပေးတယ်။အပြာရောင်စိတ်ရောင်မိခွေရောင်တို့ကိုသုံးပြီးတော့လူရာကိစ္စတွေဆောင်ရွက်ရဲ့ ချိုးကြတဲ့အောင်မြင်မှုနဲ့တိုးတက်မှုတွေကိုရရှိချိုးပေးပါသိမ့်မယ်။ကောင်းသောကံကြမ္မာများရဖို့အတွက်ကိုတော့16ရက်နေ့ရနေစပြီးတော့9ရက်ဆက်တိုင်အမေသာရှောင်းလိုက်ပါထူးထူးခြားခြားကောင်းခြင်းကံတွေပေါ်ထွန်းလာပါမယ်။ကျေးဇူးတင်ပါတယ်။စနေနေ့မွေးစွာလုံးမင်္ဂလာပါ။2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတွင်းမှာ အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့လောကန်ချင်းရဲ့ကောင်းသောကြိုးကျစ်ကိုရမယ်သူတမားနဲ့မတူတဲ့ဆွေတော်နေရာနေကိုလှုပ်ပြီးတော့အစစ်မြေအောင်မြင်မှုကိုရအောင်ဖန်တီးနိုင်တဲ့ကံကြမ္မာရှိတယ်ပေါ်လာတဲ့ခွင့်ရည်တွေလက်ခံမှာတခါမှမလုပ်ဘူးလို့တွန့်ဆုတ်မနေနဲ့လုံးစရာရှိတဲ့လုပ်တွေရှေ့တို့လို့ဆုံးဖြတ်ချက်တွေကိုလည်းရဲရဲဆုံးဖြတ်မိမိကိုမိမိယုံကြည်မှုအပြည့်နဲ့ရှေ့တို့ဆောင်ရွက်ခြင်းရဲ့နှစ်သာရကိုကောင်းစွာရရှိမယ်ကာလပါ15ရက်နေ့မှာလုံးစရာရှိတာလုပ်ပါအကဲခဲတွေဖြေရှင်းမှာ ်ဆက်ချောင်းရင်မှာယံပတိဘက်ကနေထိတ်တဲ့ရင်ဆိုင်မှာ အခေခေအားလုံးကိုထိတ်တဲ့ရင်ဆိုင်ပြီးဖြေရှင်းလိုက်ပါ16ရက်နေ့ငွေကြေးကန်ကောင်းမဲ့လုပ်ငန်းကန်ကောင်းမဲ့မတော်ဆနေရောဂရုဆက်ရမှာပေါ့အဲ့ဒီမှာနောက်ရက်ကိုတည်သွားစရာနေရှိတဲ့တဲ့နေ့တန်တိုင်းခွဲနဲ့သုံးနေကြသတိထား17ရက်နေ့မှာငွေကြေးလုပ်ငန်းစီးပွားဘဝအဖြစ်အတိုက်ခံနေရလို့ထိတဲ့ရင်ဆိုင်ပြီးဖြေရှင်းပြီးလိုရာပြည့်စုံမဲ့ဘသူဘာပြောပြော ကိုလှုပ်ရှားရှိတာရှေ့တိုးလို့ဝေဖန်သူတွေခေါင်းထဲမှာမတဲ့နဲ့ 19ရက်နေ့ကတော့ထူးခြားတဲ့ကံတွေပြောင်းလဲမှုတွေရှိတော့မယ်။အဲ့ဒီမှာပေါ်လာတဲ့ဂျိုပြောင်းကြီးစားကြီးကကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုရပ်ပေါင်း40အတွင်းပြောင်းလဲမယ်။ဒီနေ့ဒီရက်ကနေစပြီးခုနှစ်အတွင်းဆုံးဖြတ်ချက်မှန်သမျှကိုအတွက်မှန်ကန်လေးမယ်၊ကောင်းလေးမယ်။20ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်လဲရအောင်လုပ်နိုင်တယ်။21ရက်နေ့မှာခေခဲအလုံးကိုဖြည့်ဆည်းပြီးလိုရာပြည့်စုံနိုင်တယ်။ဒီကာလတော်တွေမှာကြာသာပတင်းနဲ့တောက်ကြန်နဲ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ အင်္ဂါနဲ့ဗုဒ္ဓနဲ့မွေးသူတွေကြောင့်စိတ်ရှုံ့ရမယ်အတိုက်ခံတွေကိုဒုက္ခပေးလိမ့်မယ်ကိုခုငါကနန်းတွေအချိုးပေးတယ်အဝါရောင်ပြာရောင် နုနေအောင်တွေကိုတုံးပြီးတော့လိုရာကိစ္စတွေတွေဆောင်ရမှာဖြစ်ပါတယ်ပိုက်ဆံအကျွေးစစ်တစေအမွှေးနှံသာဖျန်းပြီးတော့ပိုက်ဆံရတဲ့ထဲဆောင်ထူးခြားတဲ့ကောင်းခြင်းဒီတစ်ပတ်အတွင်းဖြစ်လာပါမယ်ယေရှုတင်ပါတယ်